ိန္ဒိယလေရင်ပြတ်ကြရသည့်ဖြစ်နိုင်ပွဲအကြောင်းရင်းအားတရုတ်လေရင်ပညာရှင်သုံးသက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်လေကြောင်းကျွမ်းကျင်သူတအူကဂျာတာဘရီနေကအိန္ဒိယကူဂျာရက်ပြည်နယ်မှာလေရင်ပြတ်ကျရာတာဟာဆက်အင်ဂျင်ပြည့်ရင်းချင်းရာသီဥတုအခြေအနေတို့အပါအဝင်အကြောင်းအရာမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်လို့ယူဆနေပါတယ် စုံစမ်းစစ်ဆေးသူတွေကဘာကြောင့်ပြတ်ကျရလဲဆိုတာသိရဖို့လင်းရည်ရဲ့ black box ကိုစစ်ဆေးနေကြပါထိတ်။တောက်ကြနေမှာအဲအိန္ဒိယကလင်းရင်ပေါ်မှာပါလာတဲ့240တဦးတေဆုံးခဲ့ကြောင်းအတည်ပြုခဲ့ခါတဦးထဲသော အသက်ရှင်ကျန်ရင်းတဲ့ခရီးသည်ကဆေးရုံမှာကုသနေသလိုမြေပြင်မှာလည်းအထိအခိုက်များပြားခဲ့တယ်လို့ဖော်ပြနေကြပါထိတ်။ စာတာဖဲလပိုင်းဖိထဲအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေနေ့လယ်တနာီ38မိနစ်မှာထွက်ခွာလာပြီးနောက်ခဏအကြာမှာပြတ်ချခဲ့တာဖြစ်ပါတယ်တရုတ်လေချောင်းနဲ့အာဂါသရေးရာအဖွဲ့အစည်းမှ ကောင်စီဝင်ကြံဝေကဗီဒီယိုတွေကိုကြည့်ရှုပြီးနောက်ကနအူးစမ်းစစ်ချက်ထုတ်ပြန်လိုက်ပါတယ်။ လင်းဟီဟာထွက်ခွာစင်မှာပြန်တက်ဖို့အချိန်လုံလောက်မှုမရှိဘဲလေထဲမှာမထိန်သိမ်းနိုင်ခဲ့ပါဘူး။တာမန်အားဖြင့်လင်းရင်သစင်ဟာပြန်တက်ဖို့အတွက်သွန်းဝအမြင့်ဆုံးရှိရပါမယ်လို့ဆိုပါတယ်။အခြားသောဆက်ချွင်မှုတွေချောက်လဲဒီလိုဖြစ်နိုင်တယ်လို့သုံးသပ်ထားပါတယ်။ အင်ဂျင်ပြည့်ဝင်းထောင်ချောင်းလည်းဖြစ်နိုင်ပေမဲ့ Boring 787လေယာဉ်ဟာအင်ဂျင်တစ်လုံးပြည့်ရင်ထောင်နောက်ထပ်တစ်လုံးဖြစ်သွားပေးနိုင်တာကြောင့်ဘာကြောင့်များအင်ဂျင်နှစ်ခုစလုံးပြည့်ရထားလဲဆိုတာသိရဖို့အတွက် Black Box ကိုစမ်းစစ်ဖို့လိုတယ်လို့ပြောသွားပါသေးလို့သိရပါသေးရှင်။